ွန်ရှင်းပြပြီးတော့အားလုံးပဲမင်္ဂလာပါခင်ဗျာ29နှစ်ရှည်စီးနောက်ဆုံးအားစားတင်မြောက်ကျွန်တော်တင်ဆက်ပေးပါမှာဖြစ်ပါတယ်ဘီလာတင်ရပြတူရဲ့အတိုက်စင်မှုဖြစ်တဲ့ရောဂျာကိုအာဆင်နယ်ရှည်စီးတို့ကစိတ်ဝင်စားနေတဲ့အတွက်သူတို့ကစားသမားကိုပြဂရီယယ်လိလိုပဲဗျာ အ ਨੇ ဆုံးပေါင်တန်းတရာတတ်မှတ်ထားလေဖြစ်ပါလေဒါတော်တော်လေးကိုမြင်မာပြီးတော့ဘီလာတော်တော်လေးကိုအဆင်မပြေဘူးဗျာသူ့ဝသားသမားကအ ਨੇ ဆုံးပေါင်တန်းတရာတယ်ဗျာဂျယ်လီတွန်းကလို့မန်စီးတီးကိုကျေတဲ့ခြင်းနေရဖြစ်ပါလေနောက်ထပ်အနေနဲ့မော်ဒယ်ချယ်ဆီရကိုရမန်နေရအတွက်မာတီနက်ကိုတဘောကျနေရဖြစ်ပါလေဘောဘွဲဝင်ကိုတန်နဲ့တဘောကျတယ်လို့နီးပြမာစကာလည်းတဘောကျနေရဖြစ်ပါလေနောက်ထပ်ဒီမှုအနေနဲ့ကတော့ ချစ်ဆန်ဟာချယ်ဆီတင်းကနေလုံးဝထွက်ခွာဖို့မရှိဘူးလို့နာမည်တင်တော့ကူထားတာလည်းဖြစ်ပါတယ်ခင်ဗျာဒီကစားသမားကဗျာတော်တော်လေးကိုချယ်ဆီမှာနေရှင်နေပုံရတယ်မထွက်ဖူးလေဗျာခင်ဗျာစဉ်းစားကြည့်ဗျာနောက်ထပ်ဒီမွန်နေကတော့ဒေါ်မွန်နေကအရှင်ပေါ်မှာ တော့မောအချင်းမောင်လိုချင်နေပြီချက်စီကတော့ရောင်းမှုဆန်းနာမရှိပဲဒီကစားမကယခုဒီပေါင်35တန်းနေပြီလို့တီပိတာဖြစ်ပါတယ်ဗတာချီဟိုတော့ဗျာမာစီတင်ရစိတ်ဝင်စားနေပြီးတော့မင်းမြန်စုံစမ်းမှုတွေပြုလုပ်နေရလို့တရှိရတာလည်းဖြစ်ပါတယ်ဒါကတော့ဗျာချက်စီနောက်ဆုံးအာဆာရီမြောက်ကိုကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်ဒီတော့ညီကိုင်းနဲ့လည်းဖန်ဝါ YouTube မှာ live ဆက်တွေ့လို့ရပါတယ်ခင်ဗျာ